အသေးကျန်းမာရေးကိုထိလိုက်စီတဲ့အကြောင်းရင်းတွေကအများကြီးရှိတယ်လို့အသေးနဲ့ပတ်သက်တဲ့ယောဂါတွေကလည်းအမျိုးဆုံးလို့ပါပဲเนาะအသေးနဲ့ပတ်သက်ပြီးတော့မကျန်းမာတဲ့သူတွေအနေနဲ့ရှောင်ရမယ့်အရာအရက်တမျိုးတည်းမဟုတ်ပါဘူးเนาะဒါကြောင့်ဒီဗီဒီယိုလေးထဲမှာရောအသေးယောဂါရှိနေတဲ့သူတွေအနေနဲ့မဖြစ်မနေရှောင်ပေးရမယ့်အချက်၅ခုကဘာတွေလဲဆိုတော့ပြပြပေးသားမှာပဲဖြစ်ပါတယ်ဗီဒီယိုလေးမစခင်မှာ channel လေးကို subscribe လုပ်ရတဲ့ subscribe လုပ်ပြီးတော့ဘေးနာ notification လေးကိုလည်းဖြည့်ပေးပါအောင်ရှင် ထမဆုံးရှောင်းသင်းတဲ့တစ်ချက်ကတော့ဆေးလေးတောက်တာပဲဖြစ်ပါတယ်။ အသည်းရောက်စီဖို့ရှိတဲ့သူတွေမှာဆေးလေတောက်တဲ့အလေးချင်ရအသည်းကင်ဆာဖြစ်နိုင်ခြင်းကိုမြင့်တက်စေနိုင်ပါတယ်။အဆုတ်ကိုလည်းထိခိုက်စေပါတယ်။အသည်းအစားထိုးကုသနိုင်ဖို့လည်းအောင်မြင်ဖို့အခွင့်အလမ်းနှဲစေပါရဲ့နော်။အဲဒီကနေမှတစ်ဆင့်အသည်း6တာနောက်ဆုံးအသည်းအလုံးမလုံးတော့တဲ့အထီကိုဖြစ်လာနိုင်ပါတယ်။ဆေးလေဖြစ်ဖို့ဆိုတာကမလွယ်ကူတဲ့ကိစ္စဖြစ်ပေမဲ့ဆရာဝန်မိသားစုနဲ့ကိုချိရတဲ့သူတွေရဲ့အကူအညီနဲ့စူးစမ်းပြီးတော့ဖျက်တင်ပါရဲ့ရှင်။အဲ့တချက်ကတော့အရက်တော့တာပါဒါကလည်းလူတိုင်းလူလိုသိထားပြီးသားဖြစ်မှာပါနော်အရက်တော့ရင်အသိန်းထီတယ်ဆို မှသိကြမှာပါ။ကျန်းမာနေတဲ့သူတွေတော့မှပဲအရက်ကိုဆွဲမတော့တင်ပါဘူးနော်။အသေးရောဂါရှိတဲ့သူတွေတော့ရင်ကိုယ့်ကိုယ်ကိုလုံးချနေသလိုဖြစ်နေမှသိကြပါဗါတယ်။ အသေးရောဂါရှိတဲ့သူတွေမှာအရက်အပါဝင်တခြားသောအဆိပ်အတောက်တွေကိုအသေးရကောင်းကောင်းမသတ်ဆင်နိုင်ပါဘူး။ဒါကြောင့်အရက်ကြောင့်အသေးချောက်တာနဲ့အသေးကင်ဆာဖြစ်နိုင်ခြင်းကိုမြင့်တက်စေနိုင်ပါရဲ့ရှင်။နောက်တစ်ချက်ကတော့ဆေးသုံးတာပါ။မိုးရစေစိတ်ကြစေအပန်းပြေစေတွေတုံးအောင်ဆူလိုတာပဲဖြစ်ပါတယ်ဒီစေးတွေကို ရှူတာထိုးတာစိတ်လေးတွေထဲတော့တာတွေက AIDS ယောဂါလိုမျိုးတခြားကုသယောဂါတွေကိုပါဝင်လာနိုင်ခြင်းများပါတယ်အဲ့ဒါအပြင်လက်ရှိအသေးယောဂါအပြင်တခြားသောအသေးရောင်ဘီဘိုးစီဘိုးတွေပါကုသဝင်ရ ောက်လာနိုင်ပါသေးတယ်။အဲ့ဒီအခါကျယောဂကိုကုသဖို့ကပိုပြီးတော့ခက်ခဲသွားနိုင်ပါတယ်နော်။နောက်တစ်ချက်ကတော့စိတ်မိစီမှုများတာပဲဖြစ်ပါတယ်။အသေးယောဂရှိရင်စိတ်မိစီမှုတွေကိုလျော့နေအောင်နေထိုင်သင့်ပါတယ်။စိတ်မိစီမှုများရင်လူကိုပိုပြင်းပန်းစေပြီးတော့မကောင်းတဲ့အတွေ့တွေဝင်လာစေပါတယ်။ ။ဒါကြောင့်စီးပီးစင်းမှုတွေကြုံလာရင်ကိုနှစ်တက်တဲ့အရာတွေကိုချစ်ခင်ရသူအပေါင်းအသင်းတွေနဲ့အတူတူလုပ်ပြီးတော့ဖြည့်ဖြောက်လိုက်ပါနော်။ကိုရဲ့ဆိုင်နေရတဲ့ပြဿနာတွေကိုယုံကြည်ရတဲ့သူတယောက်ယောက်စီမှာပြောပြရာကိုရဲ့ဆရာဝန်ဒါမှမဟုတ်အခုနေပေးတဲ့လူမှုအဖွဲ့အစည်းတွေစီမှာဆက်သွယ်တိုင်ပင်တာတွေကိုပြုလုပ်လို့ရပါရဲ့ရှင်။နောက်ဆုံးရှောင်းသိတဲ့တစ်ချက်ကတော့အထိုင်များတာပဲဖြစ်ပါတယ်။ကိုယ်တိုင်ကပြည့်ပြည့်ထိုင်မိုင်းနေမှဆိုရင် ကိုခန္ဓာကလည်းကျန်းမာတော့မှမဟုတ်ပါဘူးအဲ့ဒီအခါစိတ်ဝင်စားမှုတွေဖြစ်လာရ င်ပန်းလာနဲ့စိတ်လက်ကြတာတွေပါဖြစ်လာနိုင်ပါတယ်။ဒါကြောင့်အိမ်လှုပ်လှုပ်တာလိုမျိုးတက်ကြွလှုပ်ရှားမှုတွေပြုလုပ်ရင်းနဲ့တက်ကြွအောင်နေထိုင်ပါနော်။ဘယ်လုံးကိုမဆိုးဖြည်းဖြည်းနဲ့မှန်မှန်နေ့စဉ်လှုပ်ရှားမှုတစ်ခုအနေနဲ့လှုပ်ဆောင်သွားပါ။တကယ်တော့ကို့မှာအသေးယောဂါရှိနေလေ။စောင့်ရန်ရှောင်းရန်တွေကိုလိုက်နာမယ်ဆိုရင်နော်။ကျန်းမာစွာနေထိုင်သနိုင်နေဆိုတာကိုမမေ့ပါနဲ့နော်။ဒီလောက်ဆိုရင်တော့အသေးရောက်ရှိတဲ့သူတွေအနေနဲ့မပြစ်မနေရှောင်ပြရမယ့်အချက်၅ချက်ပါတယ်လဲဆိုတော့သိသွားလောက်ပြီလို့ထင်ပါတယ်။ဗီဒီယိုလေးကိုအဆုံးထိကြည့်ပြီးတော့အားလုံးကျေးဇူးတင်ပါတယ်ရှင်။နောက်ဗီဒီယိုတွေ တွေမှာပြန်တွေ့ကြပါဘောနော်အားလုံးပဲနေကောင်းကြပါပါစေလို့ဆုတောင်းပေးလိုက်ပါတယ်ရှင်